Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အပြောင်းရွှေ့သတင်းတွေ International Break မှာတောက်လျှောက်တက်နေတဲ့နေရာမှာလက်ရှိဆိုလို့ရှိရင်ဘုံမောင်ရဲ့တွင်းလေကစားမဖြစ်တဲ့ Justin Clyde လည်းဒါအသင်းရဲ့ဒါပြစ်မှတ်ထားတဲ့လူစင်းတွေမှာပါလာပြီပေါ့နော်။ Attacking Midfield ကိုအစားထိုးဖို့ကြိုးပမ်းနေတာ Nero Nebatan တွေကိုအထအစားထိုးဖို့ကြိုးပမ်းနေတဲ့ Manchester United ကလက်ရှိ Premier League မှာခြေစွမ်းပြနေပြီးတော့ Proven ဖြစ်ပြီးသားကစားမတွေကိုလည်းစိုင်းနေကိုကျွန်တော်ထည့်ထားတယ်ပေါ့နော်။ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်ကခေါ်ဖို့အတွက်စိတ်ဝင်စားနေတဲ့ကစားမားတွေထဲမှာအခုရသည်ဘုံမောင်းနဲ့ခြေစွမ်းပြနေတဲ့ Justin Clive ပဲလည်းပါလာပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဘုံမောင်းကတော့ကစားမားဖြစ်သူကိုလာမယ့်နွေရသည်အပြောင်းအရွှေ့မှာလက်လွတ်ရမယ်ဆိုရင် ပေါင်42တန်းနဲ့46တန်းကြာတိတက်မှတ်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့အသင်းရဲ့ဘက်ကတော့ဟိုကျွန်တော်တို့ရှိမှလည်းသတင်းတွေတင်ခဲ့ကြသလိုပဲ ဟိုလို international break မှာဆိုလို့ရှင်တရင်နေတော့ထွက်တရင်နေကတအားထွက်တာပေါ့နော်ဟိုလူကိုစိတ်ဝင်စားတယ်ဒီလူကိုစိတ်ဝင်စားတယ်အများကြီးပေါ့ဗျာဆိုတော့ဒါဒါကတော့အသင်းပြိသက်တွေတွေစိတ်လုံချရစရာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကနေရာတိုင်းမှာအစားထိုးဖို့ကြိုးပမ်းနေရတဲ့အခြေအနေမျိုးမှာတရင်ထွက်တယ်ဆိုတာမျိုးကဒါကောင်းတဲ့တစ်ချက်ပဲလာမယ့်နေရာဒီပြောင်းရွှေ့မှာကျွန်တော်တို့ reality ကတော့ငွေမရှိဘူး ငွေမရှိတော့ကိုတင်းရဲ့ကစားမားတွေကိုအရင်ရောင်းချပြီးမှရလာတဲ့ငွေနဲ့ပြန်ခေါ်ဖို့ကြိုးပမ်းမဲ့အချိန်မျိုးမှာပြစ်မှတ်ကအဲ့လိုများများထားမှပဲတော်ကားကြမှာအခုလက်ရှိဂျီယိုဘနီကွင်တာလို့ပေါ့နော်ကွင်တာကိုကျွန်တော်အနေနဲ့ခေါ်ဖို့လိုတာပြေတနာကကျွန်တော်ငွေမရှိတော့ချက်ချင်းလုံးမလုံးနိုင်ဘူးအလုံးမလုံးနိုင်တော့သူများတင်းကကောက်ခေါ်သွားပြီးတော့အခုဆိုလို့ရှိရင်ကွင်တာနေရာငါတို့ဘယ်သူခေါ်ရမလဲဘယ်ဝခေါ်ရမလဲနေဖြစ်ကုန်ပြီဆိုတော့အတင်းဘက်ကအနည်းဆုံးတော့ပြစ်မှတ်တွေရှိထားလေဒါအပေါင်းလက္ခဏာဆောင်တဲ့အရာမျိုးဖြစ်လေပဲ အဲဂျက်စတင်ခရိုက်ဘက်ကလည်းပဲလက်ရှိဘုံမောင်းတဲ့သူခြေသွမ်းပြနေတယ်ဆိုတော့ကိုရီတွေမဟုတ်ပါဘူးတခြားကလပ်တွေရဲ့ဘက်ကလည်းစိတ်ဝင်စားမှုတွေရှိနေတာတော့မထူးဆန်းဘူးပေါ့နော်တကူရှိတာကကျွန်တော်တို့အနေနဲ့ဟိုအရာတိုင်းကတော့ risk ပေါ့ဗျာဘယ်လိုပြောရမလဲဒီ proven ဖြစ်ပြီးသားလို့ပြောရအောင်ကလည်းဒီယာဒီမာမကောင်းနေတာဆိုတော့လေနည်းနည်းလေးတော့ဟိုဘယ်လိုပြောမလဲစိတ်ပူစရာပေါ့နော်အသင်းကိုရောက်လာရင်ကျွန်တော်ထင်တယ်လို့ဟုတ်ပါမလားဘာညာပေါ့ဟို Justin Kluivert ကလက်ရှိဈေးကွက်တန်ကြီးရဆိုဘယ်လောက်မှမရှိ Euro 35သန်းပဲရှိပါတယ် ဈေးကွက်တန်ကြီးဘွန်နက်တာ transfer market ရဲ့ဖော်ပြချက်အရယူရို35သမဲကျွန်တော်တို့ရှိတယ်။ဘုံပေါင်းနဲ့2028ခုနှစ်ဂျွန်လ30ရက်နေ့တည်တန်းရှိတဲ့စာချုပ်ကိုချုပ်ဆိုထားတဲ့ကစားမားကျွန်တော်ဖြစ်တယ်။နော်ဒါအပြင်25နှစ်ဘွန်နော်ကစားမားက25နှစ်ကျွန်တော်တို့ရှိနေပြီ။ဆိုတော့ left wing right wing တွေမှာလည်းကျွန်တော်ကောင်းကောင်းကစားဖို့ဒီလို number 10 row ကိုတော့အဓိကကစားတဲ့သူတယောက်ပေါ့လေ။ဒီကစားမားကအခုလက်ရှိဒီဘုံပေါင်းမှာမှအဆင်ပြေတယ်လို့ဖြစ်တာသူတို့ပြင်ဒီယာဒီမှာဘွန်နော်အချင်းကြီးကောင်းတာ။ သူကစားခဲ့တဲ့တန်းဒီမှာဆိုလို့ရှိရင်ကျွန်တော်ကိုရုံးကန်တဲ့ကာလနေအများကြီးပဲထားပါတော့သူဆိုလို့ရှိရင်ဗျာဒီ Eject Academy ကနေပြီးတော့သူထွက်လာတယ်ပေါ့နော် Eject Academy ကနေသူထွက်လာတယ်ပြီးလို့ရှိရင် Eject မှာသူကစားတယ်စင်ပြူပြီးလို့ရှိရင်ကျွန်တော်က Roma တွေကိုသူသွားပြီးတော့ကစားတယ် Roma တို့ Leipzig တို့ Nice တို့ Valencia တို့ဒီလိုအသင်းတွေမှာသွားကစားတယ်ဘလူးမန်အခြေအနေမကောင်းဘူးပေါ့နော်ဟိုတင်းကိုအငှားသွားလိုက်ဒီတင်းကိုပြန်ရောက်လာလိုက်ဟိုတင်းကိုအငှားသွားလိုက်ဒီတင်းကိုပြန်ရောက်လာလိုက်နဲ့ ။နောက်ကျတော့ဒါဒီရူမာကနေမှနောက်ဆုံးဘယ်လိုမလဲ2023ခုနှစ်မှာမှလက်ရှိဘုံမောက်ကိုသူရောက်လာတာ။အဲ့ဒီတုန်းကဆိုလို့ရင်10တန်းကျော်ပဲပြီးရတာဗျာ။ဆိုတော့သူရောက်လာပြီးတော့ဒီယာဒီမှာတော့သူခြေစွမ်းပြနေပြီပေါ့နော်။ဒီရာဒီမှာတော့ဘုံမောက်လက်ရှိအချင်းကြီးကောင်းနေတဲ့အနေအထားမျိုးမှာသူအရေးပါတဲ့ player တယောက်ပဲကျွန်တော်မြင်ထားပြီသူသူမြင်ဒီရာဒီ premier league မှာဆိုလို့ရှိရင်28ကိုတွင်းထားတဲ့နေရာမှာအဆောက်28ပွဲကစားထားတဲ့နေရာမှာ72ကိုတွင်းထားတယ်6ကိုဖန်တီထားတယ်ပေါ့နော် ဟိုဒါအပြင် EFN ကတ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒါတပွဲပဲကတူကစားရတယ်ပေါ့ဗျာသူတို့တင်းကထွက်သွားတယ်ဆိုတော့အဲကြောင့်ဘုံမောင်းမှာခြေသွမ်းပြနေတဲ့ Justin Kluivert က Manchester United အသင်းရဲ့ကျွန်တော်တို့ဒါပြစ်မှတ်ထားခြင်းခံနေရတယ်ဟို Premier League မှာခြေသွမ်းပြပြီးဆိုကြဲကတော့ဒါကိုအသင်းလိုမျိုးပေါ့နော်ဟိုကစားမားတွေကိုခေါ်ဖို့ကျူပန်းတဲ့အတင်းတတင်းကစိတ်ဝင်စားတယ်ဆိုတာမျိုးကတော့တိတ်တော့မထူးဆန်းဘူး။ဒါပေမဲ့လို့အတင်းကအများကြီးတတိထားမှာပါ။ကျွန်တော်ကတော့ကျွန်တော်အနေနဲ့တော့အကယ်လို့ဘောနော်ထားပါတော့တန်း30တန်း30လောက်ရလို့ခေါ်လိုက်လည်းပဲပြဿနာတော့မရှိဘူး။ ဘာလို့လဲဆိုတော့ဈေးကြီးပြီးတော့အာမခံချက်မရှိတဲ့ကစားမတွေကိုခေါ်လာမျိုးတဲ့စားလို့ရှိရင်ဒီကစားမကလည်းအာမခံချက်အလောက်ရှိတဲ့တိမှာတော့မပါဘူးဒါပေမဲ့အနည်းဆုံးတော့ဈေးကအလောက်ကြီးကြီးမကြီးဘူးဗျာဟုတ်တယ်မလားအဲ့တော့နည်းနည်းခံသာကောင်းခံသာသေးတယ်ဆိုတော့ဟိုကလပ်ဘက်ကိုခေါ်ရင်တော့ကျွန်တော်ကတော့တိတ်ပြီးတော့ပြဿနာမရှိဘူးအသင်းတွက်လည်းအစဉ်ပြည်နိုင်တယ်လို့ထင်နေပေါ့နော်သူတပြင်းဒါသူကတယောက်ချင်းကြော်ဖြတ်မှုတွေဘာတွေမှလည်းသူသဘောကျတယ်တိမှာပါတာဟုတ်အရင်ကြီး trick trick star မဟုတ်ပေမဲ့လေလို့ပေါ့ဗျာဘယ်လိုပြောမလဲဒီဒီတိုက်စစ်ပိုင်းမှာဆိုဂိုးလည်းကောင်းကောင်းသွင်းနိုင်တယ် เนาะအခြေဆက်လေကောင်းကောင်းလှုပ်နှံနေတယ်မှာကျွန်တော်ပါတာ哦ဆိုတော့ဒါအတင်းရဲ့လူစင်းအတွက်ဆိုလို့ရှင်တော့ဒီကစားမကတင့်တော်တဲ့တယ်မှာပါတယ်လို့ကျွန်တော်ထင်တယ်ဒါမျိုးလို့ခုနကပြောလို့ပဲဂျာမနီမှာအဆင်မပြေဘူးပြင်သစ်မှာအဆင်မပြေဘူးနယ်သာလန်မှာအဆင်မပြေဘူးအီတလီမှာအဆင်မပြေဘူးထင်သလောက်ထိပေါ့နော်အဆင်မပြေဘဲနဲ့လက်ရှိအင်္ဂလန်မှာမှဘုံပေါင်းနဲ့အတူဆွမ်းဆောင်ရင်းကောင်းနေပြနေတယ်ဆိုတော့ဒါပြင်ကစားမကဒီမြန်နေပေါ့နော်မြန်နေတွက်တယ် physical ဘိုင်းဒီမှာလည်းကောင်းနေဆိုတော့အတင်းလိုအပ်နေတဲ့ဒါကစားမမျိုးလေးကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တာပဲ ။အဲကြောင့် Justin Kluivert ဒီအသင်းရဲ့လူဒီစည်ရင်းထဲမှာကျွန်တော်တို့ပါလာတယ်။ယာဒီကုန်ဒီဒီကစားမှာဘယ်လောက်ထိလုံးပြနိုင်မလဲ။အသင်းဘက်ကရောနူယာဒီအပြောင်းရှူမှာတကယ်ထိရောက်တဲ့ကံလန်းမှုတွေဒီကစားမှာ ਨੇ ပတ်တယ်လို့လုံလာမလား။စောင့်ကြည့်ရပါမယ်။ဆိုတော့ညီတို့နေနေရော Justin Kluivert ကအသင်းဘက်ကအမှန်တကယ်ခိုးဖို့ကြိုးပမ်းလာမယ်ဆိုရင်အသင်းတွေတင့်တော်တဲ့ player တယောက်ဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ထင်ကြလား။ဒါမှမဟုတ်ဆိုလို့ရှိရင် risk များတဲ့အပြောင်းအရွှေ့တကူဖြစ်လိမ့်မယ်လို့ထင်ကြတာဆွေးနွေးကြပါအောင်အားလုံးကိုချစ်တဲ့များကြီးကျေးဇူးပါတယ်